။နောက်ပြည်သူလူထုအယူသီးတာကိုကျွန်တော်ကြုံရတယ်။အတူကခြားဖို့အလောင်းသေးဖို့လမ်းသေးဝင်လမ်းသေးအဝင်မခံဘူး။နိဗ္ဗာန်ရင်မဝင်ရဆိုရယ်ဆိုင်းဘုတ်ထောင်ထားတဲ့လမ်းတချို့ရှိတယ်။ဒါကြောင့်မျိုးမှာအဲအဲ့ဒီလမ်းသေးကိုကားဝင်နေစဉ်ရင်ပေါင်းတဲ့လူလက်သေးနဲ့ထိုးခါတာကြီးကြုံရတယ်။အော်အိမ်ရှိမှကားလာခွင့်မကြိုက်ဘူး။နော်ကားဖြတ်သွားရင်မကြိုက်ဘူး။အဲ့တော့အဲ့ဒီလူတွေကိုကျွန်တော်မေးခြင်းတယ်။ကောင်းပြီခင်ဗျားတို့ကအိမ်ရှိမှကားလာခွင့်လာမကြိုက်ဘူး။ အင်းရှေးကနေနိဗ္ဗာန်ရင်လာဖြတ်တာအောင်မကြိုက်ဘူးဒါဆိုရင်ခင်ဗျားတို့ခေါင်းပေါ်မှာအလောင်းနေပြန်ပြန်သွားကြခင်ဗျားတို့ဘာလုပ်နိုင်လဲဆိုတော့အဘယ်မှာပြန်လို့လဲပြန်တာဘောလို့ပြည်ပမှာဆုံးတဲ့မြန်မာလူမျိုးတွေရဲ့အလောင်းနေနေ့စဉ်လို့လို့လေအနေနဲ့တည်လာတယ်နိုင်ငံသားကဒီလေအနေနဲ့ကိုခေါင်းပေါ်ကဖြတ်သွားတယ်အဲခေါင်းပေါ်ကဖြတ်သွားတဲ့လင်ကြတော့ခင်ဗျားတို့ဘာမှလက်သီးနဲ့ထိုးဖို့နေတာခဲတဲ့တောင်ပြစ်လို့မရအောင်အဲဘာလုပ်နိုင်လဲဆိုဘာမှမဖြစ်တတ်ဘူးအဲဒါအယူသီးတာလေ